။ audio ဖုတ်အနေနဲ့အတန်သွင်းတဲ့အခါမှာတချို့အရေးသားတွေကိုဖတ်ရတဲ့အခါအရန်ရေမောရတဲ့အတွက်ရပ်တန့်ပြီးမှအကျဉ်းကျဉ်းအတန်သွင်းခဲ့ရတာတွေရှိသလိုမျက်ရည်ကြာမိတဲ့အတွက်လည်းခဏခဏနားပြီးမှအတန်သွင်းခဲ့ရတဲ့အရေးသားတွေလည်းရှိပါတယ်။ဆရာသရာလင်းရဲ့အခုကြပါခံစားမှုစသူကိုဖတ်နေတဲ့အချိန်မှာထင်မှားပဲနဲ့အချိန်ကြီးမြဲရကြရတယ်ဘလောက်ပဲထိမ့်ဖတ်ဖတ် ဝမ်းနဲ့ဆွနဲ့တန်ကမပြောက်ခဲ့ပါဘူး။သာသားနေနဲ့အတန်မတွက်ဖက်ဖက်ကြည့်တာနဲ့အခုလိုအတန်ထုတ်ပြီးဖတ်ရတဲ့အခါမှာခံစားချက်ရောအတန်ပေါ်မှာသွားတဲ့တုံးတွေကလည်းအများကြီး꽌ပြပါဗါ။နည်းနည်းလေး over ဖြစ်တယ်လို့ခံစားခဲ့ရရင်တော့တောင်းမှပါလေ။ဒါပေမဲ့မပြင်းတော့ဘဲနဲ့ခြေကိုအရှိတိုင်းပဲတင်ပြခြင်းနဲ့အတွက်အစ်စ်ပြတ်မသွင်းတော့ပဲမူရင်းသွင်းထားတာလေးကိုပဲတင်ဆက်ပေးလိုက်ပါတယ်။ စိတ်နှောက်ယှက်ဖြစ်သွားလျင်တော့လည်းကောင်းကျွန်တော်ခံစားရတယ်လို့မခံစားရတဲ့အတွက်အဆင်မပြေဖြစ်ခဲ့ရင်တော့လည်းကောင်းတောင်းပန်ပါတယ်လို့နာသင်ကြည့်ပေးပါရောဘတ်ကနေဒီကံကောင်းလို့ရှင်နေမသေးဒေယာလင်းဘာသာပြန်ဝိတုများခွဲခွာခြင်းနဲ့ကောင်းကင်နိုင်ငံတော်ဘဝအာခွဲခွာခြင်းနေစင်စဲမပြတ်ဖြစ်ပေါ်နေတဲ့အဆင်ကြီးရဲ့လို့ကျွန်တော်ဖတ်ဖို့သလားမသိဘူးဒါမှမဟုတ် ကျွန်တော်ရှုပ်ရှုပ်ထွေထွေဘဝတည်းကကောက်ရမိတဲ့အတိလားလည်းမသိဘူးအသက်လို့မသိတော့တာတွေမမတ်မီတော့တာတွေမရှိတော့တာတွေအာပျောက်ဆုံးခြင်းနေပဲမဟုတ်လားပျောက်ဆုံးခြင်းအာလဲခွဲခွာခြင်းဒါမှမဟုတ်ကွဲကွာသွားခြင်းလို့ဆိုနိုင်မယ်လို့ထင်ပါတယ်အသင်စာရှုသူကဘလို့မြင်ပါတယ်လဲခွဲခွာခြင်းကွဲကွာခြင်းမှာနှစ်မျိုးရှိပါတယ် ရှင်ကွဲကွဲရခြင်းနဲ့တေကွဲကွဲရခြင်းဘယ်ဟာပူပြီးနာကျင်စရာကောင်းတယ်လဲဆိုတာကတော့လောကရဲ့ရှုဝက်ချက်တစ်ခုပဲဒါမှမဟုတ်ဘာသာစကားရဲ့စင်ရင်ခြင်းပဲကိုနာကျင်ရတာကိုကိုပြတ်မပြောနိုင်တာဟုတ်ဟာဘာသာစကားရဲ့စင်ရင်ခြင်းမှာပဲကိုဖြစ်နေတာကို ပြန်ပြောပြဖို့ဘာသာစကားမှာဘောရတာခေါင်းပါနေပြန်တော့ဘလို့ပြောရတော့မှလဲ ဒါပေမဲ့လူတစ်ယောက်နာကျင်နေတာကိုခြားလူတစ်ယောက်ကစာနာကြည့်လို့ရပါတယ်။မိမိဘဝကအတွေ့အကြုံနဲ့စာနာကြည့်လို့ရပါတယ်။မကြုံဘူးရင်လည်းစိတ်ကူးကြည့်လို့ရပါလိမ့်မယ်။ခွဲခွာခြင်း၊ကွဲခွာခြင်းကြောင့်ခံစားရတဲ့ကြည်ကွဲမှုအတိုင်းစားဟာကိုယ်နဲ့ပဲဆိုင်ပါတယ်။အထူးသဖြင့်ကိုယ့်ရဲ့ယဉ်နီမြုံနှံမှုနဲ့ပဲဆိုင်ပါတယ်။တစ်ဖက်သားအပေါ်မှာကိုယ်ရောစိတ်ပါဘယ်တိုင်းတအထိယဉ်နီမြုံနှံထားတယ်လဲ။ ဘယ်တိုင်းတတိအပြန်အလှန်ရင်းနှီးမြုပ်နှံထားကြတယ်လဲဆိုတာပေါ်မှာပဲနားလဲခံစားလို့ရမယ်ထင်တယ်။ကိုယ့်ရဲ့ချစ်ခင်သူနဲ့ရှင်ကွဲပဲကွဲရ၊တေကွဲပဲကွဲရဘလို့ကွဲချင်းမျိုးမှမကောင်းပါ။ကိုချစ်လေကိုရင်နာလေးပါပဲ။ဒီလိုခြေကွဲနာခြင်းဝမ်းနည်းမှုကြီးဟာကိုဘဝတသိတတေသားကိုခုတ်ပိုင်းချလိုက်တယ်လို့ပါပဲ။ခွဲခွာခြင်းဟာ လူနှစ်ယောက်ခွဲခွာခြင်းနဲ့မကပဲလူတစ်ယောက်ထဲကနေသူ့စိတ်ပိုင်းတစ်ခုဟာသူ့ကိုခွဲခွာသွားတာပဲဖြစ်ပါတယ်။ကွဲကွာခြင်းဆိုတာဟာလေဒီလိုပါပဲ။လူနှစ်ယောက်ကွဲကွာသွားကြတာဖြစ်တယ်လို့လူတစ်ယောက်ရဲ့သူ့ရဲ့စိတ်ပိုင်းတစ်ခုကွဲခွာသွားကြတာလေဖြစ်ပါတယ်။ကိုဘဝတစ်ခုလုံးပုံပြီးချစ်ခင်ယဉ်နီမှုကိုယဉ်နီပြုထားတဲ့လူတစ်ယောက်အဖို့ ကိုချစ်ခင်ရင်နေတဲ့လူနဲ့꿰꿰သွားရခြင်းဟာကိုကိုကိုမညာစရံပြောရရင်တကယ်နာရပါတယ်ကျင်ရပါတယ်ကြည်ရပါတယ်꿰ရပါတယ်အသေးလေးခံစားရပါတယ်ဒါပေမဲ့လူမသိအောင်အင်ရီလေးနဲ့ပေါ့မျက်ဝန်းထဲမှာတော့တစုံတရာမရှိတော့ဘူးဆိုတဲ့အကြည့်တွေကိုမှန်ထဲမှာပြန်မြင်ရလွန်းလို့မှန်ကိုရှောင်ရပါတယ်အိမ်မက်သေးလေ အသက်လိုခွဲခွာခြင်း၊ကွဲကွာခြင်းပြက်စီးပျောက်ဆုံးခြင်းနဲ့ပတ်သက်လို့အမေရိကန်ကဗျာလေးတစ်ပုဒ်ကိုကျွန်တော်ဖတ်မိပြီးအတွေးပွားမိပါတယ်လူတယောက်ရဲ့အတွင်းဆုံးအနက်ဆိုင်ဆုံးကြတဲ့ခြေကွဲသောကကိုဘလို့သကလုံးနဲ့မှ ပြောလို့မရပါဘူးဒါပေမဲ့အဲ့ဒီခါတိတဲ့အတွေ့အကြုံအာကဗျာကိုဖြစ်စေပါတယ်အခုကျွန်တော်ဘာသာပြန်မဲ့အမေရိကန်ကဗျာဆရာမအမလီဒီကင်ဆန်ရဲ့ကဗျာ ကျမဘဝအာမပြီးဆုံးခင်နှစ်ခါပြီးဆုံးခဲ့လေတဲ့အာလဲအဲ့ဒါလို့ကြေကွဲတော့ကားကားနေတည်စင်းလာတာပဲဖြစ်ပါတယ်ဒီကဗျာကိုဘာသာပြန်တဲ့အခါမူရင်းနေရီစည်စင်းမှုမျိုးတော့မရတော့ပါဘူးသကလုံးတွေကလည်းမကြစ်လက်တော့ပဲ ပွားရောင်းရောင်းရှိလာမှာပါပဲပါရပြောင်းလဲတွေလည်းရှိလာမှာပါကျမဘဝအာမပြီးဆုံးခင်နှစ်ခါပြီးဆုံးခဲ့လေတဲ့ ကျမဘဝဟာမပြီးဆုံးခဲ့နှစ်ခါပြီးဆုံးခဲ့လေတယ်။ထာဝရတတ္တာဟာတတိယအဖြစ်များကျမကိုလှစ်ပြလေဦးမလားကျမစောင့်ကြည့်ရအောင်မယ်။ကြီးမာလွန်းနားလည်နိုင်မှုခက်ခဲလွန်းရဲ့အဲ့ဒီအဖြစ်ပြက်နှစ်ခုကောင်းကင်နိုင်ငံတော်ကိုတည်သည်မဟာခွဲခွာခြင်းပဲပြီးတော့လိုအပ်သလောက်ငရဲ့ ဒီကဗျာကိုအပိုင်း၃ပိုင်းခွဲလိုက်ရင်နားလဲရပိုးလွယ်ပါလိမ့်မယ်ပထမပိုက်အာပထမဆုံးစာကြောင်းဒုတိယပိုင်းအာကျောင်းရည်၂မှ6တတိယဟာကျောင်းရည်9 8ပထမပိုင်းမှာဘဝရဲ့ဏီကုန်းတမျှဖြစ်ခဲ့ရတဲ့အတွေ့အကြုံနှစ်ခုကိုကဗျာဆရာမကဘာမှ မရှင်းလင်းမဖွဲ့နဲ့ပဲဒုံဒီတီပြောလိုက်ပါတယ် တကယ်မသေးရခင်နှစ်ခါတည်ဘူးခဲ့ပြီဆိုတဲ့သဘောလည်းဖြစ်ပါတယ်။စာသားတွေကကျမဘဝဟာမပြီးဆုံးခင်နှစ်ခါပြီးဆုံးခဲ့လေတယ်။ဒုတိယပိုင်းမှာလက်ရှိဘဝအတွေ့အကြုံကိုသေလွန်ပြီးနောက်ပိုင်းထာဝရအသက်တာနဲ့ပတ်သက်ပြီးဆက်ပြောသွားပါတယ်။သေလွန်ပြီးနောက်ပိုင်းထာဝရအသက်တာရရှိတဲ့အခါမှာအခုဘဝမှာကြုံခဲ့ရတဲ့အဖြစ်အပျက်နှစ်ခုလို့ တတရအဖြစ်အပျက်များကြုံရလေအောင်မလားပဲအဲ့ဒီအဖြစ်အပျက်နှစ်ခုအားကြီးမားလွန်းတဲ့ဘာများကြီးမားလွန်းမှလေပြီးတော့နားလဲနိုင်ဖို့ခက်ခဲလွန်းရဲ့တဲ့အသိဉာဏ်ရှိတဲ့လူသားပဲနားလဲနိုင်ရမှာပေါ့ဘလောက်များ ကြီးမားတဲ့အပြစ်မို့လို့လေဒါကိုကြပြားစရာမကမရှင်းပြပါဘူးရှင်းပြဖို့လည်းမလိုဘူးလေဒါကကြပြားပဲသကပြေမမဟုတ်တာ ဖွင့်ဆိုရှင်းပြဖို့အာကဗျာဆရာရဲ့အလုံးမဟုတ်ဘူးဖွဲ့နှွဲကသာဝရအသက်တာဟာတတ္တရာအဖြစ်များကျမကိုလှစ်ပြလေအောင်မလားကျမစောင့်ကြည့်အောင်မယ်ကြီးမာလွန်နားလည်နိုင်မှုခက်ခဲလွန်းရဲ့အဲ့ဒီအဖြစ်ပြက်နှစ်ခုတတ္တရာအပိုင်းမှာမှခွဲခွာခြင်းပတ်တင်းဆိုတဲ့ဇာတ်ကားကို တွေ့ရပါတယ် ကောင်းကင်နိုင်ငံတော်ကိုတည်သည်မဟာခွဲခွာခြင်းပဲပြီးတော့လိုအပ်တဲ့လောက်ငရဲအဲ့ဒီတော့မှကြပြားတပုတ်လုံးကိုပြန်ဆက်ဆက်ကြည့်လို့ရပါတယ်။အော်ဒီလိုကိုကြပြားဆရာမပြောနေတဲ့အတွေ့အကြုံနှစ်ခု မသေးခင်သေလူမတက်ခံစားလိုက်ရတဲ့အတွေ့အကြုံနှစ်ခုကြီးမားလွန်းတဲ့နားလည်နိုင်မှုခက်ခဲလွန်းတဲ့အတွေ့အကြုံနှစ်ခုအာခွဲခွာခြင်းနဲ့စိုင်းနေပါဘကောလား။ ခွဲခွာခြင်းအာချစ်ခင်ယဉ်နီမှုကိုပုံဩပေးထားသူအတွက်သိလူမတက်ခံစားရပါတယ်။ခွဲခွာသွားတဲ့အခါဘဝမှာဘာအဓိပ္ပာယ်မှမရှိတော့တဲ့လို့မှောက်မဲကြသွားတော့တာပါပဲ။ဘာနဲ့မှစားထိုးလို့မရဘူး။ဘာနဲ့မှစားထိုးလို့မရပါဘူး။အဲ့ဒီခံစားမှုအဲ့ဒီကြေကွဲနာကျင်မှုကြီးကအလုံးထက်ကြီးမားပါတယ်။ကြီးမားလုံးမကကြီးမားလုံးလှပါရဲ့။ နားလဲနိုင်မှုခက်ခဲလွန်းရဲ့တဲ့နားလဲခြင်းဆိုတာတိစိတ်ဆင်ခြင်မှုနဲ့စိုက်ပါတယ်တွေးခေါ်ကြည့်တာတွေးစားကြည့်တာနဲ့စိုက်ပါတယ်ရိုးရိုးလေးပြောရရင် တကားချလက်ညက်သွားတဲ့ကလေးအဖို့ဖြစ်ဖြစ်လူကြီးအဖို့ဖြစ်ဖြစ်မိုးပြန်နေအောင်ပညာတက်ထားတဲ့လူအတွက်ဖြစ်ဖြစ်အဲ့ဒီလက်ညက်သွားတဲ့နားကျင်မှုကြီးအသေးသေးစိတ်ဆူးကျင်ခိုက်သွားတဲ့ခံစားမှုကြီးကိုဘယ်ဆင်ခြင်မှုဘယ်အုံနောက်ကြီးနဲ့နားလဲနိုင်ပါမလဲ။ ဒါခံစားမှုလေ သိမှုမှမဟုတ်တာအဲ့ဒီအချိန်မှာအဲ့ဒီလူဟာကုလသမဂ္ဂအတွင်ရေမူကြီးဖြစ်နေတယ်ဆိုပါစို့တကမ္ဘာလုံးဆိုင်ရာအရေးကိစ္စကြီးတစ်ခုကိုဆွေးနွေးနေရင်တန်လန်းဖြစ်တယ်ဆိုပါစို့သူ့ရဲ့နာကျင်မှုကြီးကို တကားကြတဲ့ထားခဲ့ပြီးဘာမှမဖြစ်တယ်လို့ဆက်ဆွေးနွေးလို့ရပါမလားကိုချစ်သူနဲ့ကွဲကွာလိုက်ရတာမျိုးဆိုစဉ်းစားကြည့်ပါ နှလုံးသားကိုဓာတ်ထက်ထက်နဲ့ခုတ်ပိုင်းလိုက်တယ်လို့တွတ်တွတ်ခါယူတွတ်သွားတယ်လို့မျိုးကြုံမှုကြမှာပါအဲ့ဒါလို့ဖြစ်မှာပေါ့အဲ့ဒီလိုကြီးကြီးမားမားတေလူမတက်ခံစားလိုက်ရတဲ့အခါဒါမှမဟုတ်ခံစားလိုက်ရပြီးတဲ့အခါဘာကို တွေးမိကြပါသလဲဩငါနဲ့နော်ကိုကိုကို ပြန်တနာဝမ်းနဲ့ဓာတ်ကြတာဟာတဘာဝပါပဲလေရှက်စရာတော့မလိုပါဘူးလူတွေပဲသူတော်စင်နေမှမဟုတ်သေးတာ ။ကြပြာဆီယာမကတော့ကောင်းကင်နိုင်ငံတော်နဲ့ငရဲကို ခွဲခွာခြင်းနဲ့ဆက်ဆက်မြင်လိုက်ပါတယ်။ဒါဟာထူးခြားမှု ခွဲခွာရခြင်းအာကျမကို ကောင်းကင်နိုင်ငံတော်ကိုသိရှိစေခြင်းမှာပဲလို့ဆိုပါတယ်။ကောင်းကင်နိုင်ငံတော်နဲ့ပတ်သက်လို့ကျမအုံနောက်မိသည်မစဉ်းစားမိတာအားလဲခွဲခွာခြင်းမှာပဲတဲ့။ဒီအတွေးကတော်တော်ခတ်ပါတယ်။နက်လဲနက်နေပါတယ်။နက်နေပိုးလွယ်တဲ့အတွေးကိုရှင်းပြကြည့်ခြင်းပါတယ်။ ဖွဲခွာခြင်းအာငရဲအတွက်လုံလောက်ပါလေငရဲဆိုတာတိကျတဲ့အတိုင်းပါပဲနာကျင်မှုဆင်းရဲမှုဒုက္ခကြီးမားမှုညင်ပန်းရက်ဆက်ခံရမှုစသဖြင့်နေပေါ့ငရဲဆိုတာလူတွေမလိုချင်ဆုံးမရောက်ချင်ဆုံးမကြုံချင်ဆုံးပါပဲဒါပေမဲ့ခွဲခွာခြင်းဟန်ကြီးမားတဲ့နာကျင်မှုကြီးဖြစ်တဲ့အတွက်ဒီလောကမှာပဲလုံလောက်ပါပြီတဲ့ ငရဲသွားပြီးမိစန်းကြည့်เสียမလိုပါဘူးတဲ့တော်ပါပြီတိပါပြီတဲ့ခွဲခွာခြင်း အာငရဲပါပဲတဲ့ခွဲခွာခြင်းအာငရဲဆိုရင်ဘာဖြစ်လို့ခွဲခွာခြင်းဟာကောင်းကင်နိုင်ငံတော်ကိုတိမြင်စေရတာလေခွဲခွာခြင်းဆိုတဲ့တခုဒီသောတွေးကြုံခံစားမှုအာစန့်ကျင်ဘက်တွေဖြစ်တဲ့ငရဲကိုလည်းခံစားစေတယ်တပြိုင်နက်တည်းကောင်းကင်နိုင်ငံတော်ရဲ့အမြိုက်အရာတောင်ကိုလည်းလျှက်တစ်ပြက်တိမြင်ခံစားလိုက်ရတယ် ဒုက္ခတွေ့မှဖျားကတ်တယ်ဆိုတဲ့စကားထက်လေးနက်ပါတယ်ဒုက္ခကြုံမှကောင်းကင်နိုင်ငံတော်ရဲ့အများအရာတာကိုသိမြင်ခံစားရပါတယ်မိမိရဲ့အတ္တခြေမုံခံရလောက်တဲ့အထိနဲ့ငနဲ့နက်ခနဲ့နာချင်းခံစားလိုက်ရတဲ့အခါအဲ့ဒီတည်းမှာပဲကောင်းကင်နိုင်ငံတော်ရဲ့အများအရာတာကိုသိလိုက်ရပါသလား Padin is all we know of heaven and all we need of hair. Emily Dickinson